ဒီကိုရောအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမခိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ဒဏ်ရာပြဿနာဖြစ်စည်းမှုတွေအတွက်ပြစ်မှတ်ထားအဖြစ်ရှာဖို့ Chelsea နေပြသတိပေးလိုက်တဲ့သတင်းကိုစပြောပြချင်ပါတယ် Chelsea နေပြ Maris ကလက်ရှိဘောလုံးရာသီမှာအားထားရတဲ့ကစားသမားတော်တော်များများဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာကတက်တာလာတဲ့အားထားရတဲ့ကစားသမားတွေကလည်းဒဏ်ရာထက်ပြီးပြန်ရနေတဲ့ပြဿနာတွေအတွက်အဖြေရှာဖို့အတွက်တက်ဆိုင်သူတွေကျွမ်းကျင်သူတွေကိုတတိပေးလိုက်ပါတယ်။ကော်လာဘက်ကိုအနိုင်ရခဲ့တဲ့ပွဲမှာကွင်းလေကစားသမားရိုမီယိုရာဗီယာဒဏ်ရာထက်ရသွားခဲ့တာကြောင့်မာရက်စကာကချဲစီစီးအဖွဲနဲ့ကြန့်ခိုင်ရင်းနီးပြတဲ့အပါအဝင်တက်ဆိုင်တဲ့သူတွေကိုတတိပေးလိုက်တာဖြစ်ပါတယ်။ရိုမီယိုလာဗီယာဟာချဲစီကိုရောက်ရှိခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာဒဏ်ရာပြဿနာတွေကြောင့်မလို့29ပွဲပဲကစားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ်ချဲစီဟာလက်ရှိဘောလုံးရာသီမှာဂိုးဘယ်မှာလီဗိုက်ကိုဝဲလီယန်ဒီလက်တို့လိုအဓိကကစားသမားတွေအပါအဝင်ကစားသမားတော်တော်များများဒဏ်ရာပြဿနာတွေနဲ့ကြုံနေရတာဖြစ်ပါတယ်။မာဗက်စကာကဒဏ်ရာပြဿနာတွေကိုအခုလိုဇက်တိုက်လိုမျိုးကြုံနေရတာအတွက်အားနည်းချက်တွေရှိနေနိုင်တာကိုသတိထားဖို့လိုသလိုပြင်သင့်ပြင်ထိုက်တာတွေကိုပြင်ရမယ်လို့လည်းပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ဝယ်ချင်းဒုတိယပိုင်းမှာဒုတိယရမတ်အနည်းဆုံးအသင်းဖြစ်နေတဲ့မန်ယူသတင်းကိုတင်ဆက်ပေးပါမယ် မန်ယူအားလက်ရှိဘောလုံးရာသီပရီးမီးယားလိအသင်းတွေထဲမှာဆိုရင်ရမှတ်ဒုတိယအ ਨੇ ဆုံးအသင်းဖြစ်နေတယ်လို့အမှတ်တမ်းတွေရအတည်ပြုနိုင်ခဲ့ပါတယ်။မန်ယူဟာဒီနှစ်ဘောလုံးရာသီပရီးမီးယားလိပွဲစဉ်တွေထဲမှာပွဲချိန်ဒုတိယပိုင်းမှာရမှတ်6မှတ်ပဲရခဲ့တဲ့အနေအထားမျိုးကိုရောက်နေတာပါ။ရမှတ်9မှတ်ပဲရထားတဲ့ဝူအသင်းပြီးရင်မန်ယူဟာပွဲချိန်ဒုတိယပိုင်းမှာရမှတ်ဒုတိယအ ਨੇ ဆုံးအသင်းဖြစ်နေရက်တည်နေတာပါ။မန်ယူဟာပွဲချိန်ပထမပိုင်းမှာရမှတ်22မှတ်အထိကိုရရှိနေတဲ့အနေအထားမျိုးကိုပိုင်ဆိုင်ခဲ့ပြီး မန်စီးတီးပြီးရင်ရမတ်ဒုတိယအများဆုံးရတဲ့အနေအထားကိုပိုင်ဆိုင်ခဲ့တာပါပွဲချိန်ပထမပိုင်းမှာပြိုင်ဘက်တွေကိုဦးဆောင်ဂိုးတွေသွင်းပြီးအနိုင်ရတာဒါမှမဟုတ်တရေကစားနိုင်ခဲ့ပေမဲ့ပွဲချိန်ဒုတိယပိုင်းရောက်တဲ့အခါမှာတော့ခြေပဂိုးတွေနဲ့အနိုင်ဂိုးတွေပြန်ပေးရပြီးရမတ်ရော့နေတာမျိုးတွေနဲ့ကြုံခဲ့တာကြောင့်မန်ယူဟာပွဲချိန်ဒုတိယပိုင်းမှာရမတ်ဒုတိယအနေဆုံးအသင်းဖြစ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်မန်ယူနဲ့ဆက်ဆက်တဲ့တဲ့ပုတ်ကိုတင်ဆက်ပေးပါမယ်အဲ့ဒါကတော့မန်ယူတိုက်စစ်မှုရှက်စကိုရဲ့ဒူးတန်ရာက ပြင်းထန်တဲ့ ACR တန်ရာမဟုတ်ပဲတရင်ဘက်အနေငယ်တာအနာယူရပွဲရှိတယ်လို့မန်ယူကအတည်ပြုကြေညာလိုက်ပါပြီပြီးခဲ့တဲ့စပါးအသင်းရဲ့ပွဲစဉ်မှာစပါးနောက်ခံလူဗန်ဒီဘန်နဲ့ထိခိုက်မိပြီးရခဲ့တဲ့ရှက်စကိုရဲ့ဒူးတန်ရာကိုမန်ယူဘက်ကအသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာအခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်အဆိုပါပွဲစဉ်မှာတော့ပွဲချိန်ပြည့်အောင်မကစားနိုင်ခဲ့ပဲကွင်းထဲကထွက်ခွာခဲ့ရတဲ့တိုက်စစ်မှုရှက်စကိုရဲ့ဒူးတန်ရာအတွက် မန်ယူနီပြအေမိုရင်ကိုတိုင်ပွဲပြီးမှစိုးရင်စကားဆိုခဲ့ပြီးမန်ယူပိတ်သက်တွေလည်းမချင်မရဲဖြစ်ခဲ့ရပါတယ်။ဆက်စကိုရဲ့ဒဏ်ရာဟာပြင်းထန်တဲ့ ACL ဒဏ်ရာမဟုတ်ခဲ့တဲ့ပေါ့မိမိအနေနဲ့ဂျင်းနက်မိချောင်းနဲ့သုံးပတ်ခန့်တော့အနားယူရနိုင်တယ်လို့လည်းအေမိုရင်ကပြောကြားခဲ့ပါတယ်ခင်ဗျာ။လာမေရာပဲကြောင့်မလို့စပိန်ဘောလုံးဖွဲ့ချုပ်တဲ့ဘာစီလိုနာဂျာမာတင်းမာမှုတွေပုံမြင့်တက်ခဲ့တယ်လို့စပိန်မီဒီယာတွေကရေးသားဖော်ပြခဲ့ကြပါဗျ လာမေရာဘဲကိုဂျော်ဂျီယာတူရကီတို့နဲ့ကစားရမယ်စပိန်လက်ရွေးစင်အသင်းအတွက်ခေါ်ယူခဲ့ပြီးလာမေရာဘဲဟာဒုတိယတက်တာဖို့ကုသနေရဆဲဖြစ်တယ်လို့တွေးရှိခဲ့တာကြောင့်မလို့စပိန်ဘောလုံးဖွဲ့ချုပ်ကလာမေရာဘဲကိုအသင်းလူစည်းရင်းကနေပယ်ဖြတ်လိုက်တာပါစပိန်နီးပြလာဖျူရန်တီကဘာစီလိုနာအနေနဲ့လုံထုံးလုံနည်းရရလာမေရာဘဲဒဏ်ရာကုသခံနေရတဲ့အကြောင်းကိုစပိန်ဘောလုံးဖွဲ့ချုပ်ကိုအသိပေးရမှာဖြစ်ပေမဲ့အသိမပေးခဲ့တာအတွက်အံ့ဩမိတယ်လို့လည်းပြောခဲ့ပါတယ်စပိန်စီးဖွဲ့ဖက်ကတော့စစ်ဆေးမှုတွေလုပ်ခဲ့တဲ့နေရာမှာဒုတိယအရှင်းမပြောက်သေးပဲ ကုသမှုခံရတာဖြစ်လို့အတင်းအတွက်ကစားရဖို့မတင်တော်ဘူးလို့ဆုံးဖြတ်ခဲ့တာပါစက်တင်ဘာလအတွင်းကကစားခဲ့တဲ့စပိန်ရဲ့ခြေစစ်ပွဲစဉ်တွေမှာလာမဲရမဲကိုတန်ရာရှိရနဲ့ကစားစေခဲ့တယ်လို့ဘာစီလိုနာဘက်ကဆွဆွဲခဲ့တာကြောင့်စပိန်အသင်းနဲ့ဘာစီလိုနာကြားမှာစတင်ဖြစ်ပေါ်ခဲ့တဲ့တင်းမာမှုတွေဖြစ်လာခဲ့ပြီးလာမဲရမဲရဲ့လက်ရှိပြဿနာကြောင့်မလို့တင်းမာမှုတွေကတော့တိထပ်ပေါ်ပြီးကြီးလာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့တော့နောက်ဆုံးအသတင်းတွေကိုကျွန်တော်တို့ဘာမကိကနေပြီးညီကိုတို့အားလုံးတက်စုစည်းပြီးတက်ဆက်ပေးခဲ့တာပါခင်ဗျာဒီပေါ်မှာညီကိုတို့အထင်မြင်ယူဆချက်တွေကိုကျွန်တော်တို့ဘာမကိရဲ့ဗီဒီယိုတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမကိရဲ့ဗီဒီယိုလေးတွေကို like and share ပြုလုပ်ပေးပါဦးလို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘာမကိရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ